အားလုံးပဲမင်္ဂလာပါဒီနေ့ဘလော့လေးကတော့ကျွန်တော်တို့ဘောနော်ဒီနာချမ်းမျိုးရဲ့အလယ်မှာရှိတဲ့ချူလောင်ဆောင်းဆိုတဲ့ဆမ်ဆိုတဲ့ပကိုရာဖရာကိုဒီအလယ်တစ်ခေါက်ဖူးခဲ့တဲ့ဗီဒီယိုလေးပေါ့နော်အဗီယက်နမ်နိုင်ငံကလည်းပြောရမယ်ဆိုရင်ဘာသာရေးနဲ့ပတ်သက်ပြီးဆိုရင်တော်လေးတော့ဆုံးလဲခင်ဗျကျွန်တော်ဗုဒ္ဓဘာသာဒီနိုင်ငံလို့လည်းပြောလို့ရတယ်လို့ပေါ့နော် တို့တွေကဒီအတီတကျကိုယ်ကြယ်ဘာသာရဲ့လို့နိုင်ငံနိုင်ငံနဲ့ခြေပြီးရကိုယ်ကြယ်ဘာသာရဲ့လို့မရှိဘဲလေဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့တကယ်ရင်ကျင်းမှုထုံးလာခဲ့တယ်ဆိုတော့ညင်းလို့တော့မရဘူးเนาะဒီနေ့ကျွန်တော်အဲဒီလေဘက်ခဲ့တဲ့ပုဂ္ဂိုလ်ရမှာဆိုရင်လည်းတို့တွေရဲ့ပြောရမှာဆိုရင်ရှင်းဟောင်းအမှုပညာတွေမတရားတွေအများကြီးကိုကျွန်တော်လေ့လာခဲ့ရပါတယ်เนาะဒါလေးကတော့ဒီအဝင်ပေါ့เนาะခုနကဆိုရင်အဝင်မှာရှိတဲ့ ြောင်းဆိုတော့ဆင်းလို့တော့အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ရအောက်မှာဆိုင်ငယ်ကိုရက်ခဲ့ပြီးတော့အဲဒီကနေလမ်းလျှောက်ပြီးတက်ပါတယ်နော်သူ့ရဲ့အမြင်ကပြောရမယ်ဆိုရင်ကျွန်တော်ဒီရွှေတကုံဖရားပေါ့နော်ရွှေတကုံဖရားကိုတက်ရသလောက်ပဲရှိတယ်ပေါ့နော်အဲ့လောက်လေးပဲမြင်တော့မြင်ပါဒါမဲ့လည်းပေါ့သူ့ရဲ့လေကားကနည်းနည်းလေးများတော့နည်းတော့မောတာပေါ့ဗျာဒါလေးကတော့ဒီအလဲတစ်ခေါက်အလဲတစ်ဝက်မှရှိတယ်ဒီကြောင်းတော်မူရုပ်ွားတော့ပြည့်စီပေါ့နော် ဒါဆိုရင်လည်းတို့ရဲ့ဒီရင်ကျင်းမှုနဲ့တို့ရဲ့ကာထာနဲ့မတူဘူးเนาะတို့ချီတော့ရမှာဆိုရင်တော့တို့တွေကခုနပြရတဲ့ပုံစံလေးပါတယ်တို့ဒီဗုဒ္ဓဘာသာပေါ့เนาะထေရဘာသာဗုဒ္ဓဘာသာအယူအဆဆိုရင်တော့အဲဒီဘုရားလောင်းရဲ့ဖြစ်တည်ခဲ့တဲ့ဘဝအဆက်ဆက်ဒါကဒီချီတော့ရမှာပုံပေါ်ရတယ်ပေါ့เนาะအဲလေးတော့အကြည့်စုကြည်ကောင်းကြည်ဆိုးရင်တော့ဆိုးနေတယ်ပဲပဆိုးနဲ့တိုက်ပုံဆိုရင်လည်းကျွန်တော်ကဘာမှမဟုတ်ဘူးဒီဘုရား တက်တာဖြစ်တဲ့အတွက်ဂရီဘာမနဲ့ရဲ့မဆိုးရဲ့တိုက်ပုံနဲ့ကိုပြောမှာဆိုရင်ကိုအရင်ကြီးမှုပေါ့နော်။ကိုအစားတစ်ခုကိုတန်ဖိုးထားစွာနဲ့ဝတ်ဆင်ပြီးတော့သွားခဲ့တာဖြစ်ပါတယ်။ညာဒီလားဒီစင်းတီတော်ကိုလာဖူးရတယ်မှာလေပြောရမဆိုရင်ဒီလာဖူးရဆိုတော့လာလေတာပေါ့เนาะပြောရမဆိုရင်ဘာသာကြားတွေကြတော့လေလာလေလို့ပြောပြရတာပေါ့ ီ Russian data တော့လည်းများရတယ်ပြီးတော့ဒီ Korea တွေလည်းလာတယ်ပေါ့တရုတ်တွေလည်းလာကြတယ်ပေါ့တရုတ်ကတော့ China ကလည်းနည်းပါတယ်အဓိကလာတော့ဒီခုနပြောတဲ့ Korea လိုမျိုးတွေလာကြတယ်အချို့ကျတော့လည်းဒီလက်ပတ်ရုံပဲလာတယ်အချို့ကျတော့လည်းတကယ်ကိုဖျားပူးတဲ့ပုံစံပေါ့နော်အဲဒီမှာဒီဖျားဆင်းလို့ကြရအောင်เนาะဒါဆိုရင်လည်းဒီမြုပ်ပေါ်ကနေပြီးတော့စီးပြီးတော့အကုန်လုံးကိုမြင်နေရတဲ့ပုံစံမျိုးပေါ့เนาะ အာပြောရမလို့ city view ပါပဲအဲ့လိုပဲတနည်းအားနားလိုက်ဟိုဘက်ဝင်လိုက်ဒီဘက်ဝင်လိုက်နဲ့တက်သွားလိုက်တနည်းအားနားလိုက်ဟိုဘက်ဒီဘက်ဝင်လိုက်နဲ့တက်သွားလိုက်တာအဲသိမကြတဲ့အချိန်မှာပဲကျွန်တော်ဒီတောင်ပေါ်ကိုရောက်ပါတယ်ဗောနော်ဘုရားရဲ့ရင်မြေပေါ်ကိုရောက်ပါတယ် ကဲအခုဆိုရင်တော့ကျွန်တော်တို့ဘုရားရှင်မြင်ဖို့ဝင်သားလေးတော့ရောက်ပါပြီညာအားလေးကတော့ခုနကျွန်တော်ပြောခဲ့တဲ့ချူဝါလောင်ဆမ်ဆိုပကောရာဆိုတဲ့ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးပေါ့နော်အဲကျွန်တော်ရဲ့အတန်အတွက်ကသူတို့လူမျိုးအခေါ်ပေါ်နေတော့အနှဲငယ်အတန်အတွက်ဝဲကောင်းပွဲနိုင်ပါတယ်အဒီမှာဆိုရင်တော့အဲ့လိုပဲပေါ့နော်ဒီမှာရုရှားနေလာတယ်ကိုရီးယားနေလာတယ်မတရတပုံတွေရကြတယ်အထွေကြလဲ မိသားစုနဲ့လာကြတယ်အချို့ကြတော့လည်းအတွဲလေးလာကြတယ်အချို့ကြတော့လည်းဒီဘွေးဘွားကြီးတငယ်ချင်းတွေလာကြတယ်ပေါ့နော်အဲအဲ့တော့ရုပ်ပွားတော့မြတ်ပေါ့နော်ဒီရုပ်ပွားတော့ရဲ့နောက်ကနေပြီးတော့ဝင်သွားရင်လည်းအထဲမှာကျတော့ဒီဖျားဆင်းသူတော်ရင်းနဲ့ဖျား ဝေပြုလို့ရတဲ့နေရာလေးတခုရှိတယ်ပေါ့နော်ဒါလေးကခုနကကျွန်တော်ပြောတဲ့ city view လေးပေါ့နော်အပြင်မှာကြည့်ရင်တော့တော်တော်လေးလာကောင်းလာနိုင်တယ်ဒီကင်မရာအယူဆနဲ့ဒီတပင်နေရဲ့ဝန်းရံလာတာကြောင့်တော့အိတ်မပေါ်နေတာပေါ့နော်တကယ်ပြန်မှဆိုတော်တော်လာပါတယ်အခုဆိုကျွန်တော်ကကပြောရဲပေါ့နော်ဒီစင်နုတော်ရုပ်ဝါဒီထိုင်းတော်မူရုပ်ဝါတော်မြကြီးရဲ့နောက်ကနေအပေါက်ထဲဝင်လိုက်မှဆိုရင် ဒီဖျားဝေပြုလို့ရတဲ့နေရာလေးတခုရှိတယ်ဗောနော်ဒီမှာဆိုလဲတွေ့ရတဲ့အချိန်မှာဟိုသူတို့ဗောနော်ဒီလာကြတဲ့ကိုရီးယားတွေတရုတ်တွေတရုတ်ကတော့နည်းပါတယ်ဒီဗီယက်နမ်တွေထဲဝင်ပြီးတော့ဖျားဝေပြုရတွေ့ရပါတယ်ဒီကကဗောနော်ဒီကျွန်တော်တို့ဒီများသောအားဖြင့်ကျွန်တော်နောက်ပိုင်းတွေ့လာတာဒီဗီယက်နမ်နိုင်ငံအုံမှာဆိုရင်ခီးသွားဧည့်သည်ဆိုရင်ကိုရီးယားတွေတော်တော်များတွေ့ရတယ်ဗျာချို့ချာလဲမိသားစုနဲ့လာကြတာရှိတယ် ဖြုတ်ကြလဲခုနကတငယ်ချင်းပေါင်းသိနေတာကြာရှိရပါတော့။အဲမှာဆိုရင်တော့ဒီမှာသူ့ကိုသူနာသူတည်းရဟန်းပေါ့နော်နာမည်ကြီးလေးပါအဲပြောက်ွက်တွေလည်းဟိုရှိတယ်ပေါ့နော်ပြီးတော့သူတို့ဒီပြောမယ်ဆိုရင်တရုတ်သူတို့ကြာလဲလေသူပြန်နေလဲတရုတ်မဟုတ်ဘူးဆိုတော့တရုတ်နဲ့နည်းနည်းလေးတော့ဆင်းတယ်ဗျ။ ဲ့သူတို့ဘုံကြီးရဲ့ဒီသင်္ကန်းယုံတဲ့ပုံစံလေးရစင်းလူတော်တွေဆိုလည်းတေချာကြည့်လိုက်ဖြစ်တာပါပဲအဲ့သူတို့ဒီတရုတ်ဒီဗီယက်နမ်ရဲ့ရုပ်ကွာတော်မြတ်တွေဆိုလည်းကြည့်လိုက်ရင်ကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲဆိုတော့ယူရီးယားတို့အိန္ဒိယတို့ကရုပ်ကွာတော်တွေနဲ့တိတ်မစင်မြဲနဲ့သူတို့ဒီပြောရမယ်ဆိုရင်ဒီတရုတ်တွေရဲ့ဘောနောမဟာယာနကျောမဟာယာနာ ဗုဒ္ဓဘာသာပြည့်ရဲ့စင်တုတော်ရွာတော်နဲ့ပုံစံချင်းသွားဆက်နေတယ်ပေါ့နော်အိုးမလမ်းမြင်နေရအဲ့အဲ့ဒီကုစားကြတော့ဒီမြို့ပဲအဲ့ဒီမြို့ကအဲဟိုဘက်ချမ်းမှာဆိုရင်ပင်လယ်ရှိတယ်ပေါ့နော်အဒီမျိုးကလည်းတိတ်မကျဲဘူးဆိုရင်လည်းတိတ်လည်းကျဲမနေဘူး။အဲဆို ဟိုကျွန်တော်တို့ဆိုင်ငယ်နဲ့သွားလာလေဆိုတာမြို့ပေါ်ကြီးလောက်ပဲရှိတယ်35မိနစ်မိနစ်အဲ့တဟိုးဘက်ဒီမှာအများကြီးကျန်သေးတယ်ကြည့်အခုဆိုရင်တော့ကျွန်တော်ဒီဖီးယားလဲဘူးယူလိုက်ဆိုတော့ပြန်ဆင်းပါတော့မယ်အခုနောက်စကားဆက်ပြောရမှာဆိုမြို့ကကျဲပေါ့နော်ဟိုတလောကဆိုရင်ဒီမှာမိုးရွာွားတယ်ပေါ့နော်မိုးရွာွားတဲ့အချိန်မှာဆိုရင်ဒီကျွန်တော်တို့ဘက်ကမသိတာအချို့နေရာမှာဆိုရေတော်တော်တတ်သွားတယ်ပေါ့နော်ရေတော်တတ်ပြီးတော့အမှရေဝိဒုက္ခတွေကြီးကြီးရာတွေပါတွေပါ ရှိတတ်သေးတယ်ဗောနော်ဒါပေမဲ့အခုကျွန်တော်တို့ကျွန်တော်ခိတ္တရောက်နေတဲ့နေရာမှာကြာတော့တက်ကွယ်တဲ့နေရာမှာကြာတော့ဟိုရေရမ်းမကြည့်ပါဘူးဗောနော်အဲစီဒီဖြူလေးတစ်ဖြတ်ကြည့်ရင်လည်းမဟုတ်ဖြစ်လိမ့်ပါချောချွတ်နေကြတော့မဟုတ်ပါဘူးဒီပစိုးနဲ့တိုက်ပုံဝင်ထားလို့လည်း ဟိုလူ attention ရှာလည်းမဟုတ်ဘူး attention လိုချင်လို့လည်းမဟုတ်ဘူးလူစိတ်ဝင်စားလည်းတိတ်မခံရပါဘူးဘာဖြစ်လို့သူတို့လည်းသူတို့ဘာသူတို့သူတို့ရဲ့ရိုးရာဝင်စားရေးဝင်သလိုကိုလည်းကိုရိုးရာကိုဝင်စားဝင်တယ်ပေါ့နော်ဒါပေမဲ့ဟိုတခုခု where you from ဆိုရင်ပြောလိုက်ရင်တန်မြန်မာဆိုရင်အော်ဒါမြန်မာနိုင်ငံလာတာမြန်မာလူမျိုးတွေရဲ့ဝင်စားဒီလိုပုံစံမှာလားဆိုတဲ့သိစိတ်လေးပေါ့နော်အဲ့ဒါလေးကို sharing လုပ်ပေးချင်တာပေါ့ဒီက ါကြတော့ခုနကကျွန်တော်တို့ဒီအစင်းသားပေါ့နော်ဒီအစင်းသားကဒီဘယ်လိုဆိုဆိုအောက်ပစ္စည်းရံလို့ပြောလို့ရပါတော့ကျွန်တော်တို့ဒီဘုရားနဲ့ပြောအဲ့လိုပုံစံမျိုးနေရာမှာဒီကျောင်းတော်ကြီးထဲမှာမှာဘုရားရှိတယ်ပြီးတော့ဒီမှာအဆောက်အုံနဲ့ရှိဒီအဆောက်အုံနဲ့ဆိုလဲလုံးဝကြည့်လိုက်သူတို့ရဲ့ဗီယက်နမ်ရဲ့အဆောက်အုံနဲ့လုံးဝတရုတ်တွေနဲ့ဟိုဘယ်လိုပြောဆိုရင်ကျေးမှုကသွားဆင်နေတယ်ပေါ့နော်ဒီမှာဒီဟိုဘယ်လိုပြောဆိုခေါမိုးအချိုးပုံစံလေးတွေပါရစား အဲအောက်မှာဆိုရင်တော့ဒီဘာလို့လဲနိဗ္ဗာန်ကုံဆိုင်ပေါ့နော်ဗမာလူပြောမယ်ဆိုနိဗ္ဗာန်ကုံဆိုင်အဲဒီရိုးသားပြောမယ်ဆိုတော့ဒီဖျားပစ္စည်းတွေရှိမယ်ပတိတွေရှိမယ်ပြီးရင်ကြောက်စိမ့်လက်ကောက်လေးရှိမယ်နဲ့ဆိုဗေးနီးယားပေါ့နော်ဒီမတရားအထွတ်လက်ဆောင်ဝယ်ပါလို့ရတယ်တောကျိတ်လေးရှိမယ်ကီးချင်းလေးရှိမယ်ပေါ့နော်ဒီမှာဆိုလဲစင်းနီတော်ဒီအများကြီးရှိတယ်ကွန်ရင်မဲတော်တွေလည်းရှိတယ်ဗုဒ္ဓရုပ်ဘွားတော်မြတ်တွေလည်းရှိတယ်ဥဒိဘွားရုပ်ထုတွေလည်းရှိရပါတော့ အခုကြိုက်တာကလေကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အဲ့လိုမျိုးခီးသွားဧည့်သည်တွေလာတဲ့နေရာတို့တကယ်ပေါ့နော်ဒီဟိုစီကားတဲ့နေရာတို့မှာဆိုရင်ဈေးကတင်တယ်ဗျဒီမှာကြတော့လေဟိုကျွန်တော်လည်းဈေးကြီးမယ်ထင်တာပါဗောနော်အော်ဒါဖျားဆင်းနုတော်တွေရောင်းနေအိပ်ဘက်ကုန်းတွေရောင်းနေဆိုတော့ဖျားမှာရောင်းနေဆိုဈေးကြီးမယ်ထင်တာမကြည့်ဘူးခင်ဗျဥမှန်ပါပဲဟိုလက်ပတ်လေးဆိုရင်ပမာငွေနဲ့တွက်မှာဆိုရင်3-4000လောက်ပဲရှိတဲ့ဟာလေးရှိတယ်ဗောနော်အဲဒါလေးတွေကတော့ကျွန်တော် ရိုက်ခဲ့တဲ့ပုံလေးပေါ့နော်အမတရပုံလေးပေါ့ခီးလည်းသွားတယ်ဘီယူလည်းရိုက်တယ်ဆိုတာအမတရတွေဖန်တီးတာပါတပ်ပုံတွေလည်းအမတရတွေဖန်တီးတာပါတစ်ချိန်မှာကိုမသွားနိုင်တော့တဲ့အချိန်တက်တဲ့ကြီးလာတဲ့အချိန်မှာဒီပုံလေးတွေကြည့်ပြီးဩငါတီချင်တော့တော့ဒီလိုသွားခဲ့ပါလားအဲသွာလာခဲ့ပါလားဆိုရဲအမတရလေးပြန်ကြည့်ပြီးတော့ငယ်ဘဝကိုပြန်တတိယအောင်ဆိုရဲအမတရလေးဖန်တီးဖို့အတွက်ဓာတ်ပုံလေးတွေရိုက်ဖြစ်တယ်ကျွန်တော်ဗီဒီယိုလေးဖန်တီးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲ ဖမ်းမကြီးဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေ blog လေးတွေကို like and share comment ရေးလေးတွေနဲ့အားပေးသွားကြဖို့လည်းတောင်းဆိုချင်ပါတယ် Thank you see you next video